ကျွန်တော်တင်ကြားရေးဆရာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အကြောင်းဒီမှာတင်ကြားတင်မှုလုပ်ငန်းတွေကိုအောင်မြင်ဖို့အတွက်ကိုဒါစိန်လန်းစုပြေတရားလှပဖို့ကအရေးကြီးတဲ့လုပ်ငန်းတစ်ခုဖြစ်နေကျွန်တော်ခံယူခဲ့ပါတယ်။ဘာဖြစ်ဆိုကျွန်တော်တို့ကခလေးတွေကိုထိမ့်သိမ်းရတာဖြစ်တဲ့အတွက်ကြောင့်ခလေးတွေရဲ့အကျဉ်းစာလေးတာကောင်းမှုအတွက်လူမှုပတ်ဝန်းကျင်ကိုလည်းပြုပြင်ရမှာဖြစ်သလိုစိန်လန်းစုပြေတရားလှပဖို့အတွက်လည်းပဲသဘောပတ်ဝန်းကျင်ကိုထိမ့်သိမ်းဖို့လိုအပ်ပါတယ်။ တော်ကြီးနေကြပြည်သက်ခြင်းများအားလုံးမင်္ဂလာပါရှင်အခုတင်စာရောက်ရှိနေနေရတော့ကပတ်ပဝင်ခြင်းထိမ့်သိမ်းနေအခမ်းအနားရောက်ရှိနေရပဲဖြစ်ပါတယ်အခုဒီခန်းသားထဲမှာဆိုရင်ဒီပဝင်ခြင်းနဲ့ပတ်သက်တဲ့ပေါ့နော်ပဝင်ခြင်းဆိုင်ရာဒီပြီးတော့အကြောင်းအရာတွေပြည့်ရခါကျတော့ဒီပဝင်ခြင်းဘယ်လိုထိမ့်သိမ်းရမလဲဆိုရင်အကြောင်းအရာတွေကိုဒီခန်းသားထဲမှာပြသသွားမှာပေါ့ဒီစာနဲ့ဒီပြည့်သက်ခြင်းလည်းလိုက်ကြည့်ကြပါဦးနော်ပြည့်သက်ခြင်းလည်းလိုက်ခဲ့ပါရှင်အဲအခုဒီမှာပေါ့နော်ဒ ပတ်ဝန်းကျင်နဲ့ပတ်သက်တဲ့ပေါ့နော်ဒီကောင်းစရာတွေကိုဒီဆရာများလက်ဆွဲဆိုပြီးတော့လည်းပဲလိုက်ပေါ့နော်ဒီမှာစာအုပ်လေးတွေဘူးသူရရဖို့အတွက်သူတို့တွေဒီမှာပြထားတာတွေ့ရရှင်ပြီးရခါကျတော့လည်းဒီမှာကမ္ဘာပတ်ဝန်းကျင်ထိသိရင်းနဲ့ထိမှတ်သုရစံပါတွေပေါ့နော်ဒီမှာဆိုတဲ့ဒီကမ္ဘာပတ်ဝန်းကျင်ထိသိရင်းနဲ့အတွက်ကိုဒီမှာပြိုင်ပွဲတွေပြုလုပ်နေတာကိုတွေ့ရရှင်အခုဆိုဒီမှာပြိုင်ပွဲမှာသုရတဲ့သူတွေပေါ့နော်ဒီဆောင်မလေးတွေလည်းတွေ့ရရှင်မြွေပြထားတဲ့ခါကျတော့ဘူးသူတိုင်းလည်းအများကြီးရပါ ကိုဟိုဘက်မှာဖိုင်ရှိတယ်ဆိုတာတတ်ကြည့်အောင်နော်နာမည်နဲ့ဆရာရဲ့ဌာနကိုမိတ်ဆက်ပေးပါမယ်ရှင်။ဟုတ်ကဲ့။ကျွန်တော်ကတော့ပေါင်းညင်ထိန်ထိန်ဦးစီဌာနညွှန်ကြားမှုဒေါက်တာတရားဝင်ဖြစ်ပါတယ်ခင်ဗျ။ဟုတ်ကဲ့ပါရှင်။အခုဒီပေါင်းညင်ထိန်ထိန်ရေးနေမှာပေါ့နော်။ဒီဟိုဆရာအနေနဲ့ဒီတာဝန်ယူဆောင်ရတဲ့အပိုင်းလေးပြချပေးပါမယ်ရှင်။ဟုတ်ကဲ့။ကျွန်တော်2025ခုနှစ်ကမ္ဘာပေါင်းညင်ထိန်ထိန်ရေးနေ့ အခမ်းအနားမှာပြာခန်းခင်းချင်းပြသရေးနဲ့ပတ်သက်ပြီးတော့မှကျွန်တော်ဖွဲ့ကောင်းဆောင်ဖြစ်တာဝန်ယူဆောင်ရွက်ပါတယ်ခင်ဗျ2025ခုနှစ်ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးအခမ်းအနားမှာဒီ plastic အညစ်အညမ်းမှုကျွန်တော်တို့တိုက်ဖြတ်ရေးနဲ့ပတ်သက်ပြီးတော့မှအသိပညာပေးပြသနိုင်ဖို့အတွက်တရားစတာနဲ့သဘောပတ်ဝန်းကျင်ထိန်းသိမ်းဝင်ကြီးဌာနအပါအဝင်သက်ဆိုင်ရာဌာနအဖွဲ့အစည်းကျွန်တော်တို့14ခု poster ကျွန်တော်တို့18ခုအပါအဝင် plastic အညစ်အညမ်းမှုအသိပညာပေး ဆိုင်ရာပလတ်စတစ်အမျိုးအစားပစ္စည်းတွေနဲ့ကျွန်တော်တို့ဒီတိပညာပေးစာအုပ်တွေကိုကျွန်တော်ခင်းချင်းပြသထားပါရခင်ဗျာကျွန်တော်တို့ဒီကမ္ဘာပေါ်မှာလက်ရှိရင်ဆိုင်ကြုံတွေ့နေရတဲ့ပတ်ဝန်းကျင်ဆိုင်ရာပြဿနာတွေထဲမှာဒီပလတ်စတစ်ညံ့ညမ်းမှုကျွန်တော်ပြဿနာဟာကျွန်တော်အရေးတကြီးကျွန်တော်ဖြေရှင်းဆောင်ရွက်ဖို့လိုအပ်လာတဲ့ကျွန်တော်ပတ်ဝန်းကျင်ဆိုင်ရာပြဿနာတစ်ခုဖြစ်လာပါရခင်ဗျာပလတ်စတစ်ညံ့ညမ်းမှုကိုကျွန်တော်တို့တိုက်ဖြတ်နိုင်မှုအတွက် အဲဒီကမ္ဘာနိုင်ငံအသီးသီးကဒီတိုက်တွန်းနှိုးဆော်ပြီးတော့မှဒီနှစ်ခမ်းနားကိုကမ္ဘာနိုင်ငံအသီးသီးမှာကျင်းပပြုလုပ်ကြရခြင်းဖြစ်ပါတယ်ခင်ဗျာအခုဒီလိုမျိုးဆူရရှိခဲ့တဲ့အပေါ်မှာဆရာအနေနဲ့ဘယ်လိုမျိုးဆူရရှိအောင်လို့စ조사ခဲ့လဲဆိုတော့လည်းဖြေကြပေးပါအောင်ရှင်ဟုတ်ကဲ့ခင်ဗျကျွန်တော်သူတို့ခေါင်းစဉ်ပြေးတော့ကပတ်ဝန်းကျင်ဟိုထိတ်သိမ်းရေးလို့ပြောတယ် ကျွန်တော်ကနှစ်ခုခွဲစဉ်းစားလိုက်တယ်လူမှုပတ်ဝန်းကျင်ရဲ့တဘာဝပတ်ဝန်းကျင်ရဲ့ဆိုပြီးတော့ဘာဖြစ်ဆိုကျွန်တော်တို့ကခလေးတွေကိုထိမ့်သိမ်းရတာဖြစ်တဲ့ကြောင့်ခလေးတွေရဲ့အကျင့်စာလေးတာကောင်းမှုအတွက်လူမှုပတ်ဝန်းကျင်ကိုလည်းပြုပြင်ရမှာဖြစ်တယ်လို့စိန်လန်းစုပြေတာယာလှပဖို့အတွက်လည်းပဲတဘာဝပတ်ဝန်းကျင်ကိုထိမ့်သိမ်းဖို့လိုအပ်ပါတယ်ဒီလိုစဉ်းစားတဲ့အခါမှာကျွန်တော်ကအစကတော့တဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းဖို့ပဲလို့အဓိကမဟုတ်ပါဘူးကျွန်တော်တင်ကြားရေးဆရာဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်အเจ้าနေမှာတင်ကြားတင်မှု လုပ်ငန်းတွေကိုအောင်မြင်ဖို့အတွက်ကိုဒါဟာ

လို့ပြောမယ်တက်ရှင်းပြီးတော့စိုင်လန့်စုပြည်လုပ်ငန်းတွေကလည်းအခြေခံကြတဲ့အပိုင်းဖြစ်ပါတော့နော်အဲကြောင့်မို့ကျွန်မကြောင်းမှလည်းဆိုလို့ရှိရင်အဓိကပဲအမှိုက်ပေါ့နော်ကလေးတွေကို အမိုက်ကနေစပြီးတော့တက်ရှင်အောင်အမိုက်ဆိုလည်းဟိုစနစ်တကျပေါ့နော်အမိုက်ဆိုအမိုက်ကျပလတ်စတစ်လိုအမိုက်တွေခွဲကြပြီးတော့မူလာတန်းဆေးကနေစပြီးတော့သူတို့ကိုတင်ကြပေးတယ်တကယ်လက်တွေ့လည်းဒီအမိုက်နဲ့ပတ်သက်ပြီးတော့သူတို့ကိုရှင်းပြတယ်လောက်ဆောင်စေတယ်ပေါ့နော်အဲ့တော့မှသူတို့ကအကြောင်းကနေဒီပညာလေးအသိပညာရရှိသွားလို့ရှိရင်သူတို့ရဲ့အဲပအဝင်ကျင်ရရွာအစတိဖြစ်အားလုံးဒါကိုသူတို့ကဆက်လက်ပြီးတော့နော်ပအဝင်ကျင်ညဉ့်ညံ့မှုနဲ့ပတ်သက်ပြီးတော့ထိန်းသိမ်းသွားနိုင် ရိသတ်ကြီးရေအခုဆိုရင်ပေါ့နော်ဒီကဘာပေါ်မှာလူကြီးတန်းမများစွာရှိလာတဲ့အခါမှာပေါ့နော်ဒီလိုမျိုးဒီပုံ ပတ်ဝန်းကျင်ညဉ့်ညမ်းမှုတွေ plastic သုံးထွက်မှုတွေပြင်ဆင်ရုံတော်ရုံတွေရမ်းပေါများလာတဲ့အခါကျတော့ပတ်ဝန်းကျင်မှာညဉ့်ညမ်းမှုတွေရမ်းကုန်များလာပါရှင်အဲလိုမျိုးဟာမှဒီလိုပတ်ဝန်းကျင်ထိန်းသိမ်းပြီးတော့မှအဲဒီတုံးတယောက်ချင်းစီရဲ့တည်တက်မှုနဲ့ဆောင်ရွက်မှုတွေကြောင့်ဒီပတ်ဝန်းကျင်ထိန်းသိမ်းပြီးတော့မှဒီကဘာကြီးဟာဒီအဖိုက်တွေကင်းစင်တယ်အဲပြီးရခါကျတော့ဒီညဉ့်ညမ်းမှုတွေပတ်ပြောက်တဲ့ကဘာကြီးဖြစ်အောင်လို့ဒီမျိုးလူတိုင်းဖန်တီးကြတာရမ်းကုန်ကုန်ယူဖို့ကောင်းပါတယ်ရှင်အခုလိုမျိုးစစ်တဲ့ပြောင်းနေပြီးမှစိတ်ဝင်စားပြရတဲ့ဘုသူတရရစရာတွေဘုသင်္သာတွေစစ်တဲ့ပြောင်းနေပြီးမှတိဆက်ပြုံးမှာပို့ပြည်တဲ့ကျဆက်လက် ဆက်မွေးတရှိပေးကြပါရှင်ပြည်သက်ကြများအားလုံးဆက်မွေးဆက်ခဲ့ပါရှင်